electronics ဆိုတာကကျွန်တော်မြန်မာနိုင်ငံမှာနာမည်ကြီးပြီးသား brand တကူဒီ brand ကနေ product category တွေအများကြီးထုတ်တယ်ထုတ်တဲ့ category တွေအားလုံးပါလေဒီ brand က good review တွေအများကြီးရထားတဲ့ brand နဲ့မှာပါတယ်ဗျာဥပမာ aircon ရေကဲသစ်တာအဝတ်လျှော်စက် kitchenware ဒီလိုမျိုး category တွေအားလုံးမှာ good review တွေရထားတယ်ဆိုရယ် brand ဖြစ်တယ်ဒီနှစ်ပိုင်းမှာ alpha ကနောက်ထပ် category အသစ်တွေကိုထပ်ပြီးတော့တိုးချဲ့လာတယ်ကျွန်တော်တို့ခေါ်တာကဒီကောင်တွေကို lifestyle product လို့ကျွန်တော်တို့ခေါ်တယ်ဗျာ ါ့နော်နေတတူကကျွန်တော်တို့သုံးဖြစ်တယ်ဆိုရယ်ပစ္စည်းတွေပေါ့ဗျာအဲ့ဒီထဲမှာပထမဦးဆုံးဘာပါလာလဲဆိုတော့ Alpha ရဲ့ TWS wireless earbuds တွေထွက်တာတယ် ပြီးတော့ power bank တွေထွက်လာတယ်ပြီးတော့ smart watch တွေထွက်လာတယ်ဒီဟာတွေကို alpha ကဒီအပိုင်းမှာကျွန်တော်ကို review unit အနေနဲ့ပို့လာပြီးရဲကျွန်တော်ကိုယ်တိုင်ဒီဟာတွေကိုကောင်းကောင်းကြီးကျွန်တော်ဆမ်းပြီးတော့ကက်လိပြီးပြီနိုင်ဆိုလဲကျွန်တော်၃လရဲ့ကျွန်တော်ကောင်းကောင်းကြီးပတ်ချိထားပြီးပြီ weight ပေါ့ပေါ့နဲ့တော်တော်ကြီးကောင်းနေဆိုရဲနိုင်ထဲမှာပါတယ်ကြည့်ရတာလဲမိုက်တယ်နိုင် design ကလည်း၄တော့ပဲအရင် fancy design ဘက်ကိုမသွားဘူးဗျာဒီမှာကျွန်တော်လူငယ်တချို့ကြတော့ fancy design မျိုးကိုကြိုက်တာမျိုးရှိတယ်ဒါပေမဲ့ alpha ရဲ့နိုင်က click Galaxy လို့ပြောလို့ရတယ် Galaxy 9 design ခြိုက်တဲ့လူတွေအတွက်ကတော့လုံအောင်ရွေးချယ်သင့်တဲ့나이တခုလို့မြင်တယ်ရေးဆိုခန့်တယ်ဗျာ IP67 ဆိုတဲ့ rating ရထားပြီးသားပြီးတော့ full screen AMOLED screen ပြောသွားပြီး ကျွန်တော်ပုံမှန်တချို့နိုင်ဒီမှာဆို LCD နဲ့လာတယ်ဒီ display ကိုကြည့်ရင်အနစ်မကျဘူးဗျာကြည့်ရတာကြည့်လို့မကောင်းဘူးနော်ဒီကောင်က AMOLED HD display နဲ့လာတယ်တော်တော်လေးမိုက်တယ်အဲ့ဒါကလည်းပြီးရင်သူ့မှာ heart rate sensor တွေပါမယ်ပြီးတော့ sport mode ပေါင်း80အထိကိုသူထည့်ထားပေးတယ်ဒီကောင်ရဲ့ screen size က1.95 inch ရယ်ဗျာ1.95ဆိုကျွန်တော်တို့ကနှစ်လက်မလို့ပြောလို့ရတယ်နှစ်လက်မဆိုဒါနိုင်မှာဆိုတော်တော်ကြီးကိုကြည်ကောင်းတယ်ဆိုရဲ size လူကြိုက်များတဲ့ size ထဲမှာပါတယ်ကျွန်တော်တို့လောက်ဒီလက်နဲ့ဆိုရင်လုံးဝ quality နိုင်ရမျိုးစားဒီနိုင်ကိုကျွန်တော်3ရက်လောက်စမ်းပတ်ပြီးတဲ့အချိန်မှာကျွန်တော်ခံစားရတယ်ကျွန်တော်ရဲ့ personal feedback ကိုကျွန်တော်ပြောပြမယ်ဒီနိုင် weight အရင်ပေါ့ရေရေဆိုးခံတယ်ကျွန်တော်ပုံတောင်းဆိုရင်ကျွန်တော် smart watch ပဲကျွန်တော်ဘယ်တော့မှလက်တဲကနေချွတ်ထားတယ်ဆိုတာမရှိဘူးတခြား entry level smart watch တွေနဲ့ရှင်းမယ်ဆိုရင်သူ့နိုင်လက်ပတ်ကတော်တော်ကောင်းတယ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ကျွန်တော်ရောင်းမှုတဲ့တခြားနိုင်မျိုးစားတွေလည်းအများကြီးရှိတယ်ဒီလိုမျိုးကျွန်တော်တို့ silicon လက်ပတ်အမျိုးအစားမှာဆိုရင်ကျွန်တော်တို့ပတ်ထားလို့ရှိရင် လက်ကိုဘေးကနေလာလာထောက်ပြီးတော့လက်ကနာတဲ့ပုံစ ဆန်မျိုးတွေရှိတယ်ဒီကမှာအဲ့ feeling ကျွန်တော်လုံးဝမရဘူးဗောနော်ကျွန်တော်ပတ်ရတဲ့ feeling ကအရန်ပေါ့တယ် weight ပေါ့တဲ့အတွက်ကျွန်တော်ညဘက်ပတ်တိုင်းလည်းမသိရဘူး ပြီးတော့ battery life ကအကြာကြီးခံတယ်ကျွန်တော်အတိအကျကျွန်တော်မမှတ်ထားဘူးဒါပေမဲ့ကျွန်တော်အားသွင်းပြီး၂ရက်လောက်ကျွန်တော်ကောင်းကောင်းကြီးပတ်ထားလို့ရတယ်ပြီးတော့ဒီကောက်မှာပါတဲ့ display ပေါ့နော်ကျွန်တော်နေပူထဲမှာကြည့်ရတဲ့အချိန်မျိုးမှာဆိုရင်လည်းအဆင်ပြေတယ်ကျွန်တော်တို့ပုံမှန်အဖြစ် entry level smart watch တွေမှာဆိုရင်နိုင်မှာရှိတဲ့ brightness ကကျွန်တော်တို့နေပူထဲရောက်ပြီးအလင်းအကောင်းတဲ့နေရာရောက်နေပြီဆိုကြည့်ရင် မိန်တိတ်တိတ်နဲ့လုံးဝကြည့်လို့မကောင်းဘူးဗျာအဲဒီကမှအဲ့လိုပြဿနာမရှိဘူးအဲ့ဒါကလည်းအရင်မိုက်တယ်လို့ပြောလို့ရတယ်ဒါက smart watch ကိုကျွန်တော်ပတ်ပြီးတဲ့အချိန်မှာရတဲ့ feeling ပေါ့ဗျာ နောက်ထပ် TWS နှစ်ချက်ဒီအကြောင်းကျွန်တော်ပြောပြမယ်။ Alpha ကစုစုပေါင်းနှစ်ချက်၅မျိုးထုတ်ထားတယ်။အဲဒီ၅မျိုးထဲမှာ entry level နှစ်ချက်ကဒီနှစ်ချက်ပါ။ဒါသူ့စီမှာထွက်တဲ့ဈေးအသက်သာဆိုပါတော့။ဒီဗီဒီယိုကကျွန်တော်ဈေးနှုန်းပြောပြီးရောင်းမဲ့ဗီဒီယိုမဟုတ်ဘူး။ဒါက review video လို့ပြောလို့ရတယ်ပေါ့နော်။ကျွန်တော်ဆန်းပြီးတော့သုံးထားတဲ့ feeling ကျွန်တော်ပြောပြတာ။နောက်တစ်ခုက branding content လို့ပြောလို့ရတယ်။ Alpha ကပို့လာတယ်ဆိုရဲဒီ review unit တွေကိုဆန်းသုံးပြီးကျွန်တော်ခံစားရတယ်။ feeling ကိုကျွန်တော်ပြောပြတယ်။ video လို့ပဲမှတ်ထားပြီပါ။ဒီ product တွေကဈေးကွက်တစ်ခုလုံးမှာဝယ်လို့ရတယ်လူကြီးမင်းတို့ကြိုက်တဲ့ ်မှာဝယ်ပါအဲအဓိကအားဖြင့်ကျွန်တော်တို့က trice လုပ်တဲ့နေရာမှာ brand တစ်ခုက zigwatt နဲ့မှာ khaimare ဆိုတဲ့ brand ကိုယူရတယ်ဆိုရင် ကိုဝယ်ပြီးဒီ product နဲ့ပတ်သက်ပြီး warranty ကိစ္စတွေကိုဆောင်ရွက်တဲ့အခါမှာ brand power ကြီးလေတာဝန်ယူမှုတာဝန်ခံမှုပို့ပြီးတော့များလေဒါကျွန်တော်ဆုံးဖြတ်တဲ့ကိစ္စဘယ် brand မှာဗျာတို့ရဲ့10စုနှစ်တစ်ခုစာနှစ်10စုနှစ်နှစ်ခုစာတည်ဆောက်ခဲ့တယ်ဆိုရဲ branding ကိုဒီ product တစ်ခုဒါမှမဟုတ် customer တဦးကြောင့်နေတော့တို့အထိခိုက်မခံဘူး alpha ဆိုရဲ brand ကလည်းဒီလိုပဲတခြားတခြား category တွေအကုန်လုံးမှာနာမည်ရနေပြီးသား brand ဖြစ်တဲ့အတွက်ဒီ product တွေမှာလည်းကျွန်တော်ယုံကြည်တာက quality ီကောင်းလိမ့်မယ်တခုခုဖြစ်ခဲ့သည်ရှိတော့တာဝန်ယူတဲ့အပိုင်းမှာပို့ပြီးတော့ကောင်းလိမ့်မယ်လို့ကျွန်တော်ယူဆတယ်ဒါက entry level အတွက်ထုတ်ထားတဲ့ alpha ရဲ့ earbuds ဒါကကြတော့ flagship လို့ခေါ်တယ်ကျွန်တော်အမြင့်ဆုံး series ပေါ့နော်။ဘာကွာလဲပြောပြမယ် entry level ကတော့လုံးဝရိုးရိုးရှင်းရှင်းပဲ။ကျွန်တော်ဒီကောက်ကိုကောင်းကောင်းကြီးစမ်းသုံးကြည့်ပြီးပြီ။ဒီကောက်မှာကျွန်တော်ဒီဈေးတန်းဟူတော့ကျွန်တော်မပြောတော့ဘူး။ဈေးတော့အတောင်းကနဲပဲရှိမှာဗျာ။ဒီဈေးတန်းမှာဆိုရင်နှစ်ချက်အတန်ထွက်တော်တော်ကောင်းတဲ့နှစ်ချက်လို့ပြောလို့ရတယ်။ကျွန်တော်မကြိုက်တဲ့အချက်တွေတော့လည်းရှိတယ်ပေါ့ဗျာ။ကျွန်တော်ကနှစ်ချက်ကိုအရှိက rubber အစွတ်မပိုင်ကျွန်တော်မကြိုက်ဘူး။ဘာလို့လဲဆိုတော့ rubber အစွတ်မပါလို့ရှိရင်ကျွန်တော်နားမှာအဆင်မပြေဘူး။ကျွန်တော်နေရွက် က်ကဒီလိုဒီဇိုင်းမျိုးထည့်ပြပြုတ်ကြရတယ်အောက်အဲ့တော့အတန်ထရော့ကိုပြောရမယ်ဆိုရင်ဒီကောင်က base တန်တော်တော်ကြီးကောင်းတယ်ဆိုရဲနေချက်ထဲမှာပါတယ်အာကြံတဲ့အပိုင်းကတော့ကျွန်တော်စမ်းကြည့်တဲ့အရာတောင်းကနေဝန်းကျင်နေချက်တစ်ခုမှာကျွန်တော်တို့မျော်လင့်ရတာထက်ကိုတော့ပိုကောင်းတဲ့အတန်ထရော့ရလိမ့်ကျွန်တော်တို့ကဘာကိုကြည့်ရမှာလဲဆိုတော့ Xenon Price Range Air ဒီဈေးတန်းမှာဆိုရင်ဒီပစ္စည်းကတန်လားဆိုရင်တော့ကျွန်တော်ကောင်းကောင်းကြီး recommend ပေးရတာကဒီကောင်ကောင်းကောင်းကြီးတန်ပါတယ်ခင်ဗျာနောက်ထပ်တစ်မျိုးကကြတော့ Flagship Series လို့ပြောလို့ရတယ်ဒီနှစ်ချက်ပါဒီကောင်ကကျွန်တော်အရင်ခြိုက်တဲ့တစ်ချက်ပါလဲဆိုတော့ဒီကောင်ကိုဖွင့်လိုက်ပြီဆိုတာ ਨੇ Neon မီးတွေလင်းလာတယ်ကျွန်တော်ပဲ Neon Crazy မို့လို့လားတော့မသိဘူးဗောနော်ဒီကောင်ကိုဖွင့်ပြီးတော့ကျွန်တော်တို့ကြည့်ရတဲ့ feeling တော်တော်မိုက်တယ်အထက်ကနှစ်ချက်မှာလဲ neon mio မှာကျွန်တော်တို့ခေါ်တာဒါဆိုရင် electric ice လို့ခေါ်တယ် အယောင်နဲ့နီယိုမီပြီးတော့ကျွန်တော်ပိုးပြီးတော့ကြိုက်သွားတယ်ဆိုတဲ့အချက်ကဒီကမှာအရှိမ ear buds ရဲ့အရှိမ rubber cap တွေပါတယ်ဗျာဒီ rubber cap နဲ့နားထဲကိုထည့်ပြီးဆိုရင်ကျွန်တော်အသံပိုပြီးတော့လုံတယ်အဲ့ဒါကိုမှသူ့မှာဆို ENC လို့ခေါ်တယ်ကျွန်တော်တို့ noise cancelling စနစ်တွေထပ်ပြီးတော့ပါရတယ်တော့ရတာတော်တော်ကြီးမိုက်တယ်။ noise cancelling စနစ်ကလည်းတကယ်အလုပ်လုပ်တဲ့ noise cancelling နဲ့မှာ ပါတယ်လို့ဟိုလို fight fight ထည့်ထားတဲ့စနစ်ဒီမဟုတ်ဘူးဗျာအဲ့တော့ active your passive your နှစ်ခုလုံးပါတဲ့အတွက်အတန်တော်တော်လေးလုံတယ်လို့ပြောလို့ရတယ်ဒီကအတန် trend စနစ်ကတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်ဒီကမှာ base stand လည်းကောင်းတယ်ကျွန်တော်တို့ clarity လို့ခေါ်ပါဘောနော်ကျွန်တော်ရေရွမြန်မာသချင်းလေးတွေနားထောင်မယ်ဆိုရင်လည်းအဆင်ပြေတယ် focus နားထောင်မယ်ဆိုရင်လည်း အဆင်ပြေတယ်အဲဒီနှစ်ချက်မှာကြတော့ကျွန်တော် base ကတော့ strong ဖြစ်တယ်ရိုးရိုးအေးအေးလေးနေနားထောင်ပြီးဆိုတဲ့အချိန်ကျရင်နားရပါအတန်းကတက်မျိုးဗျာအဲနောက်တဲ့တစ်ခုကဒီကောက်ရဲ့ base တန်ဒီကောက်ကတော့လည်းပုံများနေတယ်လို့ကျွန်တော်ခံစားရတယ်ဒီနှစ်မျိုးကကြတော့ကျွန်တော် entry level နဲ့ flagship နဲ့နှစ်မျိုးကိုကျွန်တော်ရှင်းပြထားပေးတာပေါ့နော်ဒီဗီဒီယိုကြည့်နေတဲ့လူချင်းမင်းတို့ပါလဲ alpha ရဲ့နှစ်ချက်တွေကိုငါတို့ကတော့အခုလက်ရှိသုံးနေတယ်ဒါမှမဟုတ်သုံးခဲ့ဘူးတယ်ဆိုရင်လေကိုယ့်ရဲ့အမြင်လေးတွေကို comment မှာရေးခဲ့ပေးပါလို့ပြောပြရစီကျွန်တော်နောက်ထပ်နှစ်ချက်သုံးမျိုးပါကျွန်တော်ထပ်ပြီးတော့ပြပေးပါမ ယ်အဲ့ဒီတဲမှာကြံတဲ့ဟာတော့ကျွန်တော်ထုတ်မပြတော့ဘူးဒါက mid range လို့ခေါ်တဲ့တဲမှာဆိုရင်ဒီကောင်ရဲ့ series က crystal series တော်တော်လေးလှတယ်ဒီနှစ်ချက်ကဒီ design မှာ ဒီ design ကတခြားဟာတွေနဲ့မတူတာကသူ့ကိုထုတ်ရတဲ့ပုံစံအရမ်းမိုက်တယ်ကျွန်တော်တို့အောက်ကနေလက်လေးနဲ့ဒီကောက်ကိုတွန်းပြီးတော့တင်လိုက်ရုံပဲအပေါ်ထွက်လာလိမ့်မယ်အောက်မှာသူက magnet လေးနဲ့သူဆွဲထားတယ်ဗျာအထဲဝင်ပြီဆိုရင်သူကသူအားပြည့်နေလိမ့်မယ်အယောင်ကဒီကင်မရာနဲ့ကြည့်မယ်ဆိုရင်တော့ကျွန်တော်အဖြူရောင်လို့ထင်ရတယ်တကယ်တော့အပြင်မှာအဖြူမဟုတ်ဘူးဗျာတော်တော်လေးကြည့်လို့လှတယ်ကျွန်တော်တို့အသားရောင်နှုတ်နှုတ်လေးပုံစံမျိုးထုတ်ထားပြီးရဲ့နှစ်ချက်အတန်ထွက်စနစ်အရမ်းမိုက်တယ်အတန်ထွက်စနစ်တော်တော်လေးကောင်းနေဆိုတဲ့အတင်းမှာပါတယ်လူကြီးမင်းတို့ alpha brand ကိုဝယ်မယ်ဆိုရင်ဘာတွေအားပါမလဲဆိုတော့ number 1က brand အစ်စ်ကိုတောင်းရလိမ့်မယ်ကျွန်တော်တို့ official brand ညီပေါ့နော် alpha ဆိုရဲဒီ brand ကိုရွေးပြီးတော့ဘာလို့ဝယ်ရမှာလဲဆိုရင် legitimate alpha brand က design တွေက unique ဖြစ်လိမ့်မယ်ပြီးတော့သူ့မှာပေးရတဲ့ဈေးနဲ့တကယ်တန်တယ်ဆိုရဲ quality ရလိမ့်မယ်ကျွန်တော်တို့ပုံမှန် you china brand နေမဟုတ်ပဲねဒီ brand က intellectual property office of singapore လို့ခေါ်တယ်စင်ကာပူနိုင်ငံမှာတရားဝင် register လုပ်ထားတဲ့ brand နဲ့မှာလဲပါတယ် brand quality လဲမြင့်တယ်တောင်းယူတဲ့အပိုင်းမှာလဲတကယ်ကောင်းတယ်ပြီးတော့ quality quality product တွေပဲထုတ်တယ်ဆိုရယ် brand name မှာပါတယ်ဗောနော်ဒီတော့နှစ်ချက်တွေဝယ်မယ်ဆိုရင်လည်းဒီ brand မှာဒီလိုမျိုးနှစ်ချက်တွေအများကြီးလဲအခုထွက်လာပြီဖြစ်တဲ့အတွက်လူကြီးမင်းတို့ရွေးချယ်ပြီးတော့ဝယ်ယူလို့ရပြီနောက်ဆုံးတစ်မျိုးက power bank တွေပါ power bank တွေကြတော့ကျွန်တော်ထူးထူးခြားခြားဘာမှပြောစရာမလို အယ်ဖာမှာဝယ်လို့ရတယ်ဆိုတဲ့ကြောင့်လူကြီးမင်းတို့တည်ထားရင်ပဲလုံလောက်ပြီ။အမှထွက်တဲ့ power bank တွေက1000 mAh နဲ့ထွက်ထားတယ်။ 1000mAh မှာမှာ fast charging ပါတယ်ဆိုတဲ့ဟာထွက်ထားတာရှိတယ်။အနောက်မှာကျိုးတွေပါအကုန်ပါပြီးသား power bank အမျိုးအစားနဲ့ထွက်ထားတယ်။ကျွန်တော်တို့လူမျိုးများအပြင်သွားလို့ရှိရင် power bank ကြီးပါသွားပြီးကျိုးကြံခဲ့တဲ့ကောင်မျိုးတွေအတွက်ဆိုတော့တော်တော်ကြီးကိုအဆင်ပြေလိမ့်မယ်။ပြီးတော့ 1000mAh ကိုမှ fast charging နဲ့ထွက်ထားတယ်ဆိုတဲ့ power bank အမျိုးအစားလည်းရှိတယ်ပေါ့နော်။ဒီတော့ alpha ဆိုတဲ့ brand မှာဘာတွေထွက်လဲပြီးတော့ဘာတွေရွေးချယ်ဝယ်ယူလို့ရလဲဆိုတာကျွန်တော်ဟုတ် တစ်ရက်ကဗီဒီယိုတစ်ခုမှလည်းကျွန်တော်ပြောပြပေးခဲ့ပြီဒါပေမဲ့အဲ့ဒီထဲမှာကျွန်တော်ဒီ product တွေအကြောင်းကျွန်တော်အသေးစိတ်ကျွန်တော်မပြောခဲ့ဘူးအိမ်တိုင်လုံးကို alpha ရဲ့ electronic တွေကြီးပဲသီးသန့်သုံးမယ်ဆိုရင်တော့လူကြီးမင်းအဆင်ပြေ aircon alpha အဝတ်လျှော်သက် alpha ရေကဲသစ်သား alpha နေဂျက် alpha power bank alpha ခမင်းပေါင်းကို alpha ဒီလိုမျိုး alpha brand တွေကြီးပဲတိုင်လုံးသုံးမယ်ဆိုရင်တော့ပါ အဆင်ပြေရယ်ဆိုရဲ brand name မှာပါတယ်ဒီတော့ဒီ video ထဲမှာကျွန်တော်ပြသွားပေးခဲ့တဲ့ alpha ရဲ့ဒီ bluetooth earbuds တွေပြီးတော့ကျွန်တော်တို့ smart watch တွေပြီးတော့ power bank တွေနဲ့ပတ်သက်ပြီးတော့လူကြီးမင်းတို့ကဘယ်လိုမြင်လဲအကယ်မို့ကိုသုံးခဲ့ဘူးတာတွေရှိတယ်ဆိုရင်ရောကိုသုံးခဲ့ဘူးတဲ့ experience ကဘယ်လိုရှိလဲဆိုတာကိုလည်း comment မှာဝင်ရောက်ဆွေးနွေးခဲ့ပေးပါလို့ကျွန်တော်ပြောပြရစီကြည့်ပေးတဲ့လူအားလုံးအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်က UEDC မြန်မာက Go5 bye bye